ားလုံးမင်္ဂလာပါရောရှန်လီမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့စက်တင်ဘာ20နဲ့8ရက်နေ့ဒီနေ့ဒီကျွန်တော်တို့တော်လန်သောမိဘပြည်သူတွေနဲ့ကျွန်တော်တော်လှန်သောရဲဘော်ရပတ်တွေအတူတကွပူးပေါင်းပြီးတော့တိုက်ပွဲမြောက်များစွာကိုကြော်ဖြတ်ခဲ့ပြီးဖြစ်ပါတယ်တစ်ဖက်မှာကျွန်တော်တို့အာနာရှင်အာနာယူအုပ်စုကိုတိုက်ခိုက်နေတာအချိန်မှာလဲတစ်ဖက်မှာကျွန်တော်တို့ရတပ်ပြည်သူတွေဟာအာဆိုးဝါးတဲ့ အခြေအနေတွင်နဲ့ကြုံတွေ့နေရတာတွေလည်းရှိပါတယ်ဒီကနေ့မှာကျွန်တော်ရဲ့မိသားစုအနေကိုကျွန်တော်ဖော်ပြပေးချင်တာကရခိုင်မြောက်ပိုင်းမှာရှိတဲ့ပုံနာကျုံမြို့နယ်ကကြီးရွာလေးတရွာမှာနေတဲ့အမျိုးသမီးငယ်လေးတယောက်ဖြစ်အမှန်အကြောင်းကိုကျွန်တော်ဖော်ပြပေးချင်ပါတယ်ဒါကိုဖော်ပြပေးချင်ကကျွန်တော်တို့တော်လှန်ကြီးသမိုင်းမှာကျွန်တော်ရဲ့ပြည်သူတွေဟာအခုလိုဖြစ်ရတူလေဖြစ်ပြခဲ့တယ်ဆိုတာကိုကျွန်တော်တို့မတန်း ရှိစီလိုတဲ့အတွက်ပါစပေးရှောင်ရင်းနဲ့သက်စကုန်းနေအရွယ်အမျိုးသမီးလေးဟာပြည်တစာအဖြစ်ကိုရောက်ရှိသွားတဲ့အကြောင်းပါဒါကြောင့်ကျွန်တော်နဲ့အတူတူရှိနေပေးဖို့အကြောင်းမိသားစုဝင်တဦးချင်းစီတိုင်းကိုတလေတစာဖိတ်ခေါ်လိုက်ပါတယ်စပေးရှောင်ဘွားကနေပြီးတော့ပြည်တစာ ဖြစ်သွားခဲ့တာတွေအများကြီးရှိတယ်လို့ဆိုပါတယ်အခုကျွန်တော်တင်ပြမယ့်အကြောင်းအရာဟာဖြစ်ရမှန် ဖြစ်ပါတယ်။စပေးချောင်းစကန်တွေဟာကျွန်တော်တို့အခက်အခဲမျိုးစုံနဲ့ရေရှည်စားဝတ်နေရေဖြည့်ရှင်နိုင်မှုအတွက်တော်တော်လေးကိုခက်ခဲပါတယ်။ကျွန်တော်ကဂျာပန်အလုပ်တွေကိုလုပ်နေတဲ့ကျွန်တော်တို့စပေးချောင်းဘဝတွေကိုလည်းကျွန်တော်မိဘပြည်သူတွေသိစေချင်ပါတယ်။ဟုတ်ပြီ။အဲ့ဒီအထဲမှာမှအသက်၁၉နှစ်အရွယ်အမိပြောင်းလာတဲ့ကျေစင်ဆိုတဲ့ အမျိုးသမီးလေးအကြောင်းကိုကျွန်တော်ဖော်ပြပေးချင်ပါတယ်ခက်ခဲမှုမလိုချုံမှုတွေဟာဆွေမျိုးညာတိနေတဲ့မိဘမရှိတော့တဲ့အသက်16နှစ်အရွယ်စစ်ရှောင်းမျိုးသမီးကိုဝင်ဝေရပေမဲ့အန္တရာယ်များတဲ့အလုပ်ကိုရွေးချယ်ဖို့တွန်းပို့လိုက်ပါတယ်ရှင်ဒီညညာတဲ့လမ်းတွေလေကွင်းစိမ့်စိမ့်တွေကိုဖြတ်တန်းလာပြီးနောက်တဲအိမ်လေးတစ်ခုရှိကိုရောက်ရှိလာပါတယ် ဒါပေါ်နေစတွေနဲ့ကာယံထားတဲ့တဲထဲမှာအနံ6လက်မလောက်ရှိတဲ့မှန်ကလေးကိုကြည့်ပြီးအသက်19နှစ်အရွယ်မိန်းကလေးကအလှပြင်နေပါတယ်တဲ့ရခိုင်မြောက်ပိုင်းပုံနှချွတ်မြုပ်နေတဲ့ကရွာလေးတပြားမှာပါအချိန်ကတော့ညနေ3နာရီကျော်ပါပြီညစာချက်နေရန်တူတဲ့အိမ်ရှင်အမျိုးသမီးထွက်လာချိန်မှာတော့လိုက်ပို့ပြီးတဲ့ဘေးရဲဆိုင်ကယ်မောင်းသူကရသလားလို့မေးလိုက်ပါတယ် ရတယ်လို့အိမ်ရှင်မြို့သမီးကပြောပြီးချိန်မှာတော့စိုက်တွဲမောင်းသူကကျွန်တော်ကိုလှည့်ကြည့်ပြီးအစဉ်ပြေတယ်ဆိုတဲ့သဘောနဲ့ပြုံးပြလိုက်ပါတယ်။ဖောက်တဲ့ခေါ်တဲ့သူကိုအိမ်ရှင်ကချက်၃တောင်းပေးမှာပါတယ်။အိမ်ရှင်မြို့သမီးရဲ့လေတံကတော့ခတ်မာမာပါပဲ။တရလုံးယူမာလာတနာကြီးကိုပတ်စံတသိမ့်ပေးရမယ်။တရလုံးယူရင်၃သိမ့်ပေး ။တညဆိုရင်နှစ်သိန်းနဲ့ယူ။အကာအကွယ်နဲ့မလုပ်လဲရတယ်။အကာအကွယ်နဲ့လုပ်မယ်ဆိုရင်အကာအကွယ်အတွက်9တောင်ပူပေးရမယ်လို့သူကပြောပါတယ်။အကာအကွယ်ဆိုတာကဒိဆက်ဆန်တဲ့အချိန်မှာသုံးပြုတဲ့ကုန်တုံးကိုဆိုလိုတာဖြစ်ပါတယ်။ကျွန်တော်ကခက်ရှက်ရှက်နေပဲတနာရီလောက်ယူချင်တယ်လို့ဖြေလိုက်ပါတယ်။ မြို့သမီးညွန်ပြတဲ့ဒဏီမိုးဝါချန်ခင်တဲတဲကိုကျွန်တော်ဝင်သွားပါတယ်။မကြခင်မှာပဲတဲတဲကိုမိန်းကလေးတယောက်ရောက်လာပါတယ်။အခြားသူတော့မဟုတ်ပါဘူး။ခုနကအလှပြင်နေတဲ့အနီရောင်တီရှပ်နဲ့မေးအောင်ပေါင်းမိရှိဝစ်စင်ထားတဲ့မိန်းကလေးပါ။ကျွန်တော်ဟာသူစီလာတဲ့အခြားဖောက်တယ်တွေလို့မဟုတ်ပဲနဲ့မင်းမြန်းစရာရှိလို့လာတာဖြစ်ကြောင်းပွင့်ပွင့်လင်းလင်းရှင်းပြခဲ့ပါတယ်။ အဲ့ဒီအချိန်မှာညီမကိုမဖမ်းဘူးမဟုတ်လားလို့သူကစိုးရင်ကြီးပြန်ပြီးတော့ကျွန်တော်ကတည်င်းလုတ်တဲ့အတွက်လာတာဖြစ်ကြောင်းထပ်မံရှင်းပြပြီးတော့အတန်ဖမ်းယူခွင့်ရခဲ့ခြင်းဖြစ်ပါတယ်ခုလိုအတန်ဖမ်းယူခွင့်ရခဲ့တဲ့အတွက်ကျွန်တော်မိဘပြည်သူတွေပြန်လဲပြီးတော့ကြားသိခဲ့ရတာဖြစ်ပါတယ်ခြေစဉ်လို့သူ့ကိုသူမိတ်ဆက်ထားတဲ့မိန်းကလေးက ူးသီးတောင်မြို့နယ်ကနေပြီးတော့စစ်ဆောင်လာတာလို့ပြောပါတယ်။မိဘတွေသူငငယ်ကလေးကစုံမသွားကြတယ်။ချွတ်တဲ့ဆိုတာជីပင်းလာခဲ့ရသူမို့မူလာဒန်းကမူလာဒန်းသာပြီးမြောက်ခဲ့တယ်။ရခိုင်ကတော့ရခိုင်ဆက်ဖွဲ့ပဲအလုံးလုံးဖူးတယ်လို့ဆိုပါတယ်။တောင်မော်တက်ထင်းခုတ်ရေတန်းရောက်တဲ့လောက်ကလှုပ်ဖူးတယ်။သူလက်နှစ်ဖက်ကိုတင်းတင်းကင်ပြီးတော့ဂျင်နာစွာပြန်လဲရင်ပွင့်နေတာဖြစ်ပါတယ်။ သူဟာအသက်10နှစ်กว่าတဲ့အမဖြစ်သူနဲ့မိသားစုနဲ့အတူတစ်နှစ်ကျော်ကျော်နေထိုင်စင်မှာလုပ်ကင်ခဲ့ရတာပါတောင်တက်ထင်းခုတ်ရတာညီမပွားမှာတခါမှမလုပ်ဘူးတော့အယံပင်မနေနည်းနည်းပိုင်းလေးကနေအိယာကအစောကြီးထပြီးသွားရင်မုန်းလဲ17နှစ်လောက်မှအိမ်ပြန်ရောက်တယ်ပြီးရင်ထင်းတစည်းကိုမှကြက်တောင်းရတယ်လို့သူကပြောပါတယ်ထင်းချောင်းကြီး90ပါတဲ့ထင်းတစည်းရောက်ဘူးတနေကုန် တွားရတပီးရံပန်ရံကားချင်း25ချောင်းလောက်နဲ့ပဲအိမ်ပြန်ရတယ်လို့ဆိုပါတယ်ယူနစ်သူဝါကူထိုးတဲ့အဖြစ်ကိုကျွန်တော်တို့ဆက်ပြီးတော့ကြည့်အောင်ပါစမီးဆောင်စကမ်းမှာဆိုရင်မြို့သမီးတွေရေချိုးအိတ်ဆက်ချကြမှာလုံခြုံမှုမရှိပါဘူးကျေစင်ကသူ့အမမိသားစုအိမ်မှာပိုလုံခြုံတယ်လို့ခံစားရပါတယ်ဒါပေမဲ့ခဲဟုတ်ဖြစ်တီကသူ့ကိုစော်ကားလာတယ်လို့ပြောပါတယ် ညဆိုရင်ညီမခန္ဓာကိုယ်ကိုလာဆန်းတယ်။မဟုပြောရင်လည်းပဲအရက်မူးလို့ဖြစ်တာနေမယ်။မနေခြင်းရင်အိမ်ပေါ်ကဆင်းသွားလို့ပြောတယ်။ဒါကြောင့်ဒေါသထွက်ပြီးနေအိမ်ကနေဆင်းလာတယ်လို့ခြေစဉ်ကဝဲတက်လာတဲ့မျက်ရည်ဆက်တွေကိုထင်ရင်ဥကောင်းကိုမော့ကပြောခဲ့ပါလား။ဒါနဲ့ပဲမအိမ်ကနေပြီးတော့ဆင်းလာပြီးခိုးလို့ရမယ်ဖြစ်သွားပါတော့ ဒီလိုနဲ့လမ်းပျောက်နေတဲ့အချိန်မှာ တွစ်ဆုံခဲ့တဲ့အသည့်တစ်ယောက်နဲ့ချိတ်ဆက်မှုနဲ့ပြည့်တစားဖြစ်လာခဲ့တာလို့ပြောပါတယ်။တောင်းတထိကောက်ရတာအဆင်မပြေဘူး။လောလောဖို့အတွက်ဆိုရင်ဒီတစ်ခုပဲရှိတော့တယ်။ဒါကြောင့်အရာအလုံးကိုစွန့်လွတ်ပြီးဒီအလုပ်ကိုမရွေးချယ်ခြင်းပေမဲ့ရွေးချယ်ခဲ့ရတာပါလို့ကျေစင်ကပြောပါတယ်။အမှန်ဆုံးစလုပ်တဲ့ အချိန်ဆိုရင်တအားကြောက်တယ်ရှက်လဲရှက်ပြီးလူရောလည်းမဝင်ရဲတော့ပဲတငယ်ချင်းတွေနဲ့လည်းအပေါင်းအဖက်မလုံတော့ဘူးလို့ဆိုပါတယ်အခုဆိုရင်သူအလုပ်ဝင်တာ3လခန့်ရှိပြီငယ်ရွယ်သူဖြစ်တဲ့သူ့ကိုရွေးချယ်တဲ့ဖောက်တယ်တွေအရင်ကများတယ်လို့လည်းသိရပါတယ်တေတော်ကြည့်ရနဲ့ယိုးမူကြားကကြွားရီမှာခစ်ပြတ်နေခြင်းရှင်တန်ရေးခက်ခဲလွန်း ဝင်ဝေရလောက်ကန်ရှားပါလွန်တာကြောင့်ပြည်တစားဘွားကိုရွေးချယ်လိုက်ရတဲ့မြူသမီးဆယ်ဦးတက်မနေရှိတယ်လို့အင်ရှင်မြူသမီးကလည်းပြောပါတယ်ဒေါစပီးရှောင်းဘွားတဲမှာတရက်လုံးရှာမှာပတ်စံတောင်းရတာမိသားစုများတဲ့အိမ်မှာပတ်စံတောင်းနဲ့လုံးဝမလောက်ငောက်ပြည်တစားမဖြစ်ချင်ပဲဖြစ်သွားကြတဲ့သူတွေတပုံကြီးပဲလို့အင်ရှင်မြူသမီးကလည်းပြောပါတယ် ဒီမျိုးသမီးကပြစ်စာခေါင်းဖြစ်ပြီးကျေစင်ကိုမွေးစားထားသူပါသူကကျေစင်အတွက်နေရာထိုင်ခင်းတောင်းဝင်ယူပြီးရလာတဲ့ငွေကြေးကိုခွဲတန်းအနေနဲ့ခွဲယူပါတယ်ဘောနာချုံမျိုးနယ်အတွင်းဂျေးရွာအချို့မှာပြစ်စာတယောက်ကနေ9ယောက်အထိရှိနေတယ်အတီတကြမဟုတ်ပဲနဲ့ချားရွာတွေကိုရွှေပြောင်းလှဲ့လေလုတ်ကင်နေတယ်လို့ကျေစင်တို့နေရာကိုလိုက်ပို့ပေးတဲ့ဘေးရဲဆိုင်ကယ်မောင်းသူကပြောပါတယ် ကြောက်တော်မြောက်ဦးမင်းပြမြို့တွေမှာတီးတက်နေရာတွေဖွင့်ပြီးလုတ်ကင်ကြသလိုဒဲကိုကန်းတွေမှာလည်းဒိန်လုတ်သားတွေ ရှိနေတယ်လို့ဒေတာခန့်တွေစီကသိရပါတယ်။တစ်ဖက်မှာလည်းအာရကတက်တော်အေအေကဒီလိုကန်းတွေလုတ်ကင်နေသူတွေကိုအေးအေးယူဖမ်းဆီးဓာရီရှိနေတယ်လို့ဘီရယ်ဆိုင်ကဘောင်းသူနဲ့ပြည်တစာတွေကလည်းပြန်ပြီးတော့သိရှိခဲ့ရပါတယ်။ဂျေဇင်နဲ့အင်ရှင်မြို့သမီးက ြည်စာတွေထဲမှာအရွယ်ဆုံးပါဝင်တယ်။ရမယ်ရကလူလိုလာရင်သူပါဝင်လို့ရတယ်လို့ပြောပါတယ်။ဘုံနာကျုံမြို့နယ်ကြံကင်းစစ်ဘေးရှောင်စခန်းကအသက်23နှစ်အရွယ်အမျိုးသမီးတအုပ်ကမြစ်ချိုးလို့စားနေရတဲ့သူဝင်ငွေရရေးအတွက်ပြည်စာအလုပ်လုပ်ဖို့စိတ်ကူးဘူးလို့ဆိုပါတယ်။စစ်ဘေးရှောင်စခန်းတွေမှာဒီလိုလောက်ကိုင်းနေကြသူတွေရှိတယ်လို့တော့ကြားရပါတယ်။ ျမတို့ဘယ်သူတွေဘာလုပ်နေတာလဲမပြောချင်ဘူးဒီလိုမျိုးလုပ်ဖို့လဲစိတ်မကိုဘူးဒီလိုလုပ်နေတဲ့သူတွေကိုလည်းပဲအပြစ်မမြင်ရဘူးတဲ့အကုန်လုံးကခက်ခဲနေတဲ့အချိန်ဖြစ်တာပါဒီအချိန်မှာတမင်းစားရဖို့အတွက်နီလန်းမျိုးစုံနဲ့ရှားဖွေနေကြရတာပဲလို့လေသူတို့ကပြောပါတယ်ဒီနေ့စာဘောဟလေလုံသားဘောဟမှာလည်းအကျမ်းဖတ်မှု ခံခဲ့ရတဲ့အကြောင်းဆက်ပြီးတော့နောက်ထောင်ကြည့်အောင်ပါရေစံတို့တွေ့ရတဲ့ဖောက်တယ်တွေထဲမှာကြမ်းတမ်းတဲ့သူတွေလည်းပါတယ်ညီမကိုတညအိတ်ခေါ်သွားတာတယောက်တည်းဆိုပြီးလိုက်သွားတယ်အဲ့ဒီမှာရောက်တဲ့အခါမှာနှစ်ယောက်ဝိုင်းပြီးတော့လုကြတယ်လို့လည်းခြေစင်ကပြောပါတယ်စာကိုပဲကျွန်တော်စာလူလေးဖတ်ပြပါရစေကျွန်တော်ရိုင်းဆိုင်တာမဟုတ်ပါဘူးဖာတယ်မှာ နင်တို့လိုကောင်မတွေကိုအဆန်ပေးလို့အကောင်30လောက်နေလို့ရတယ်ဆိုပြီးဆဲဆူကျိန်မောင်းမျိုးတောင်ဆဲဆူကျိန်မောင်းတောင်မျိုးကိုလည်းခံရတတ်တယ်လို့သူကဆိုရတယ်။ဘုနာကျုံမျိုးနဲ့အောင်ဖြူပြင်ကျေးရွာမှာနေထိုင်တဲ့ပြည်သူစားတယောက်အုပ်စုဖွဲ့မတရားကြင့်ခံရတယ်လို့လည်းဂျာဘူးချောင်းကျေစင်ကပြောပါတယ်။သူကအရက်မူးလို့အိတ်နေတာ အဲ့ဒီအခါမှာမြို့သား၃ယောက်ကအတင်းအာဓမကျင့်တာကိုခံလိုက်ရတယ်လို့သူကပြောပါတယ်။ကဘာရှေ့ကြဆုံးအသက်မွေးဝမ်းကြောင့်လုတ်ခုလို့ဆိုနိုင်တဲ့ပြည်တစာလုပ်ငန်းဟာတရားဝင်ခွင့်ပြုပေးရင်လဲဆက်ပြီးတော့ရှိနေအောင်မှဖြစ်တယ်လို့လည်းပဲထောက်ပြပြောဆိုပါတယ်။ခြေစဉ်ကတော့အကြောင်းမျိုးမျိုးကြောင့်ကိုခန္ဓာရှင်းပြီးလှုပ်လှုပ်နေတဲ့လိန်လုံသားတွေအတွက်ဥပရိအကာအကွယ် မျောလင့်နေပါတယ်တိုင်လို့ရရင်လည်းတိုင်ချင်ပါတယ်တိုင်လို့ရမယ့်နေရာမရှိပါဘူးလို့ဂျေဆင်ကပြောပါတယ်ကာဝေပေးမဲ့ဥပဒေတွေရှိရင်တော့ပိုကောင်းတာပေါ့ညီမတို့အတွက်လည်းပိုအားရှိသွားတယ်ခုကတခုဖြစ်လို့သွားတိုက်မယ်ဆိုရင်ကိုကပဲအဖမ်းခံရဖမ်းခံရမလားဆိုပြီးတော့တွေးကြောက်နေရတယ်တန်းနိုင်တဲ့လောက်တော့ကာကွယ်စည်းထိုးထားတယ်လို့ဆိုပါတယ် ူးဆက်ယောဂအမျိုးမျိုးကူးဆက်မှာကိုလည်းပဲကြောက်တယ်ဘယ်သူကမကြောက်ပဲနေမလဲဒါပေမဲ့6လတစ်ကြိမ်ကြောက်တော်ကိုသွားပြီးကာကွယ်ဆေးထူထားတယ်လို့ဂျေဆင်ကပြောပါတယ်သင်ကောင်းကင်စာကာလာသားယောဂ HIV ယောဂတွေမဖြစ်အောင်ဒိဆက်ဆက်နဲ့ကအကာအကွယ်သုံးဖို့ကျန်းမာရေးအတိုင်းဝိုင်းကအကြံပြုထားတာဒီကိုလည်းပဲသူတို့လည်းသိပါတယ်2023ခုနှစ်73ရက်နေ့မှာစတင်တဲ့အရကတက်တော်ရဲ့ ရခိုင်ပြည်သိမ်းတိုက်ပွဲတွေမှာဒေသခံကောင်းချီစစ်ဆောင်ခဲ့ရပါတယ်။မြို့အများစုကိုအရခတ်တတော် A ကထိန်းချုပ်ပြီးဖြစ်ပေမဲ့အာဏာသိမ်းတပ်ကအဲ့ဒီဒေသတွေကိုကုန်စည်စည်းစိမ်မှုတွေပိတ်ဆို့ထားပြီးတော့လေကြောင်းကနေပုံကျဲနေစေဆိုတာလေကျောင်းရင်မိသားစုဝင်ဒီနေစဉ်တိရှိကြားသိပြီးဖြစ်ပါတယ်။ရခိုင်ပြည်နယ်၁၆ပြည်နယ်နဲ့၁၄ပြည်နယ်ကိုအလင်းအမြန်တိုက်ခိုက်သိမ်းပိုက်ပြီးတော့ အေကအုတ်ချုပ်ရည်တရားစီရင်ရင်နဲ့ရဲတပွဲကျမ်းမာရေးစတာလေးကိုဖွဲ့စည်းပြီးတော့များပြည်သူဝန်ဆောင်မှုတွေပေးနိုင်ဖို့စ조사နေတာကိုလည်းပဲကျွန်တော်တို့အားလုံးတွေ့ရပါတယ်။ရခိုင်မျိုးသားအဖွဲ့ချုပ် ULA ရဲ့လူသားချင်းစာနာထောက်ထားရင်းနဲ့ဖမျိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု HDCO ကလည်းစီမီးရှောင်တွေနေရာပြန်လည်ချတာပေးခြင်းရိတ်ခါစေဝါငွေကြေးထောက်ပံ့ခြင်းတွေရှိနေတယ်လို့လည်းတွေ့ရပါတယ်။ ခိုင်ပြည်တွင်းအရက်ဖက်အဖွဲ့အစည်းတွေကကူညီလုပ်ငန်းတွေလှုပ်ဆောင်နေပေမဲ့လိန်လှုပ်မားတွေကိုကူညီဆောင်ရွက်ပေးတာမရှိသလောက်နေပါတာကိုလည်းပဲတိခဲ့ရပါတယ်ဒေတာတွေစေဝါခက်ခဲကြောင်းကိုဝင်ဆောင်ဝိကိစားခလိအတွက်အခြေခံကာကွယ်ဆေးတော်မှာမထိုးနိုင်သေးပါဘူးလို့လည်းကျွန်တော်တို့ကြားသိရပါတယ် ကဘာကလစ်လူရှိတာတဲ့မြန်မာပြည်စစ်ပွဲတွေကြမှာလိန်လုံငန်းနဲ့တွန်းပို့ခံရတဲ့ဘဝတွေကိုရုတ်တရက်မြင်တွေ့ရဖို့ခက်ခဲပါတယ်ဒီချင်းတွေမှာဘဝတစ်ကိုပြန်လဲထူထောင်ခြင်းတွေဒါတွေလည်းရှိနေပါတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေဇမီးဆောင်ဘဝကနေပြည်တစားဘဝကိုရောက်သွားတဲ့ခြေစဉ်ဟာလက်ရှိအလုပ်ကံကြောင့်စိတ်မသက်မသာဖြစ်နေပါတယ်ပတ်စံစုမိရင်သူကြီးပြင်းတဲ့နေရာ ဘူးသီးတောင်မြို့ကိုပြန်သွားပြီးတော့ဆိုင်ငယ်လေးတစ်ခုဖွင့်ကရိုးရိုးရှင်းရှင်းနေထိုင်သွားမယ်လို့လည်းဆိုပါတယ်ပြီးတော့တိုက်ပွဲကြောင့်အဆက်အသွယ်ပြတ်ဝေးကွာနေတဲ့မိသားစုငွေတွေကိုရှာဖွေရပါအောင်မယ်တဲ့အခုတော့ခြေစဉ်ဟာလာတဲ့ဖောက်သွယ်တွေကိုအလှပြင်းရင်နဲ့စောင့်နေရအောင်မှာဖြစ်ပါတယ်လို့ဆောင်းမရှင်ကရေးသားထားတာပါ ကျွန်တော်နိုင်ငံပြည်သူလူတွေရဲ့အာဏာအတင်းအာမလက်နက်ကင်ပြီးတော့လက်နက်ပြပြီးတော့အသိမ်းခံရတယ်ကျွန်တော်တို့ရဲ့ခေါင်းဆောင်ဒေါန်ဆန်းစွတ်ကျင်တယ်ကွာကျွန်တော်တို့ရဲ့သမရကြီးကိုဟန်စီခဲ့ကြလက်နက်မဲ့မြစ်တာရှင်သူနှိုင်းလို့တော့မှာ မရတဲ့အမျိုးသမီးကြီးကိုလက်နှက်ကင်အကြမ်းဖက်ဖမ်းဆီးထားတာခဏိအချိန်ထိပါလက်နှက်မဲ့ဖွာအူတယောက်ကိုဖမ်းဆီးတယ်ဆိုရင်တော့သူလိုလူမျိုးကိုတော့မှဖမ်းဆီးအချင်းချတယ်ဆိုရင်တော့ကျွန်တော်တို့နိုင်ငံအတွင်းမှာရှိတယ်ကျွန်တော်တို့ပြည်သူတွေကိုညှဉ်းပန်းဆုံးနဲ့ဖမ်းဆီးဖို့ နှိမ့်ဆက်ဖို့ညှဉ်းပန်းဖို့တပ်ဖြတ်ဖို့ဝင်မလေးဘူးဆိုတာကျွန်တော်အားလုံးတွေးဆကြည့်လို့ရပါတယ်လက်တော်ကာလတွေမှာလည်းပဲသူစစ်ရှုံးပြီးတဲ့နေရာတွေကိုလည်းလေချောင်းကနေပြီးတော့ဘုံချေတိုက်ခိုက်နေစေထင်ရှားတဲ့နေရာတွေဆိုရင်အရကတက်တော့အေးအေးယူလီရဲ့ထိန်ချုပ်မှုယူလီရဲ့သူ့ရဲ့ပြည်သူတွေပြန်ပြီးတော့ ထူထောင်နိုင်ဖို့တစ်ဖက်ကစူးစမ်းနေတယ်ဒါပေမဲ့ယူလီထိမ့်ချုပ်ထားတဲ့နေရာတွေကိုလေချောင်းကနေပြီးတော့အမြဲအစမပြတ်ပုံကျဲနေတယ်စပေးဆောင်ရှိတဲ့နေရာကိုလည်းပဲပုံကျဲတာပဲလက်နက်ကတပ်ဖွဲ့မရှိတဲ့နေရာလဲပုံကျဲတာပဲ KIA မှာလည်းပဲတူနေကောင်းပါဒီကနေ့ကျွန်တော်ပြောပြခဲ့တဲ့အကြောင်းအရာတွေထဲမှာ ဒီအသက်19နှစ်အရွယ်အမျိုးသမီးငယ်လေးစပီးချောင်းဘွားနိုင်ကြီးပြစ်ဒဇာဖြစ်သွားတာသူဘလို့မှသမင်းတလုတ်စားရဖို့အတွက်ကြော်ခင်းစာလေးအဆင်ပြေဖို့အတွက်သူဘွားနိုင်ရင်းပြီးတော့သူအသက်ရှင်ရက်တည်နိုင်ဖို့ရွေးချယ်ခဲ့တာဖြစ်ပါတယ် အသက်ရှင်ရည်တည်ဖို့အတွက်ခက်ခဲစွာရွေးချယ်ပြီးတော့လုပ်ခဲ့ပေမဲ့လည်းပဲပြည့်တစားဖြစ်တဲ့အတွက်အကာအကွယ်ဘာတစ်ခုမှ မရဘူးလို့လေသူပြောဆိုထားလို့လေလုံသားဖြစ်အသက်မွေးဝမ်းကြောင်းပြုတ်နေတဲ့မြူးသမီးတွေကိုလည်းပဲထပ်မံပြီးတော့အကျန်းဖတ်မရင်းကျင်တာတွေကိုလည်းပဲသူ့ရဲ့ပြောဆိုချက်မှာကျွန်တော်တို့တွေ့ရမှာပါ ကျောင်းနိုင်ငံသားတွေဟာမျိုးမျိုးစုံနဲ့အချိုးနှိမ်ခံရတယ်မျိုးမျိုးစုံနဲ့ဖိနှိပ်ခံရတယ်မျိုးမျိုးစုံနဲ့လူအောက်ကြစွာနေထိုင်နေရတယ်ဆိုတော့ကျွန်တော်တို့မမိလို့မရပါဘူးကျွန်တော်အားလုံးတော်လှန်ရေးလုပ်နေကြတယ်အာနာရှင် အခုဒီတော်လှန်ရေး လုပ်နေတာမဟုတ်ပဲ ਨੇ ကျွန်တော်နိုင်ငံမှာအဖက်ဖက်ကယိုယွင်းနေတဲ့အရာတွေကိုပါပြုပြင်ပြောင်းလဲရင်းနဲ့ကျွန်တော်တို့တောင်းလိုက်လို့ကျွန်တော်နိုင်ငံသားတွေနိုင်ငံတကာမှာနေချစွာဆက်ဆံခံနေရတာကိုကျွန်တော်တို့အတူတူရပ်ပြပါရဘယ်နိုင်ငံကိုပဲတော်တော် လက်ရှိစစ်မှတ်ဖြစ်နေတဲ့အချိန်မှာညီမျိုးစုံနဲ့စပေးရှောင်ရတာရှိတယ်။နိုင်ငံတွင်းထဲမှာတင်းအာရမပေါ်တာဆွဲဖန်းစီတာတွေရှောင်တိတ်နေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေဟာတပါးသောနိုင်ငံမှာအကာအကွယ်မဲ့ရင်ဆိုင်နေရတယ်ဆိုတာကိုလည်းပဲကျွန်တော်မိသားစုဝင်တွေတတိချက်စီလိုပါတယ်သူတို့ကတည်တယ်ကျွန်တော်ကတရားဝင် နိုင်ငံဖြတ်ကျော်လာတာမဟုတ်ဘူးတရားဝင်လည်းပဲသွားခွင့်မပေးထားဘူးမင်းအောင်လိုင်းနဲ့အာဏာရှင်အုပ်စုကဒီအခြေအနေကိုကြိုင်ပြီးတော့လူ့ဘာတွေရဲ့ဖွင့်ရေးလောက်ခလာစာပြီးတော့နေထိုင်ခွင့်တွေတရားဝတရားမဝင်ဖြစ်တဲ့အတွက်လောက်ခလာစာကိုလည်းပဲပြေဝပြေးစရာမလို့ ီးတော့ချုပ်သောနေရာတွေမှာဆိုရင်လူအယောင်းဝယ်လူမောင်ခိုအဖြစ်သွတ်သွင်းခံရတဲ့အခြေအနေတွေအများကြီးကိုကျွန်တော်နိုင်ငံသားတွေကြုံတွေ့ခံစားနေရတာပါပြည်တွင်းမှာရှိနေတဲ့ခုလိုမြို့မိငယ်တွေဟာသူတို့ရဲ့ခန္ဓာကိုယ်ကိုရင်းပြီးတော့သူတို့စောက်နေအတွက်ဖြစ်ရှင်းနေရတယ် နိုင်ငံတကာကိုကျွန်တော်တို့ရောက်နေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကလည်းဘာတစ်ခုမှတန်းတူအခွင့်အရေးရှိမနေဘူးလူလူချင်းအဆင့်နှိမ့်စွာဆက်ဆံခံရဆဲဆိုတာကျွန်တော်တို့အားလုံးသိပါတယ်ဟုတ်ပြီကျွန်တော်ရင်မိသားစုဒီနေ့မှာကျွန်တော်တို့တခိုင်ပြည်နယ်ရဲ့ အမျိုးသမီးတယောက်ရဲ့အကြောင်းကိုကျွန်တော်မိသားစုဝင်နဲ့အခုလိုဆွေးနွေးနိုင်တာပြီးတော့အခုလိုတင်ပြနိုင်တာကအဲ့ဒီအချိသွားရောက်ပြီးတော့သတင်းရယူခဲ့တဲ့သတင်းတော့တဦးကြောင့်ပါဒီနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာတွေကကျွန်တော်နိုင်ငံပြုပြင်ပြောင်းလဲဖို့အတွက်အာဏာရှင်တစ်ခုတည်းကို ိုက်ထုတ်နေုံနဲ့မပြီးပဲနဲ့ပြန်လဲထူထောင်ရေးကိစ္စမျိုးတွေကိုကျွန်တော်တို့အင်းနဲ့အားနဲ့လောက်အောင်မှာဖြစ်ပါတယ်လက်ရှိကုလသမဂ္ဂပြီးတော့နိုင်ငံအတွင်းထဲမှာကျွန်တော်တို့စစ်မှတ်ဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့နေ့စဉ်တပ်ဖြတ်ခံရတဲ့အချိန်မှာကျွန်တော်တို့ဥပိ္ပခါပြုတ်ခံထားရတယ်အင်းဒီချင်းနိုင်ငံတွေပါဆိုတဲ့နိုင်ငံတွေနိုင်ငံတိုင်းဟာလည်းပဲသူတို့ရဲ့အကျိုးစီးပွားမရရင် ျွန်တော်တို့အတွက်ဘာမှဖြစ်လာမှာမဟုတ်ဆိုတာကိုကျွန်တော်တို့ဒေါ်လန်တော်၄မိနစ်ကြော်လာတဲ့အချိန်မှာပို့ပြီးတော့ထင်ရှားစွာပြီးတွေ့နေရပါတယ်ကျွန်တော်ရဲ့မိသားစုဝင်ပေါင်းလို့ကျွန်တော်တို့အတူတူစစ်စစ်ရုံရုံလှုပ်ဆောင်ကြဖို့လိုပါတယ်ခဏအချိန်မှာဘသူတွေဟာဘယ်လိုမျိုးရက်တည်နေလဲဆိုတာကိုလည်းကျွန်တော်တို့တက်တက်ကွယ်ကွယ်မြင်တွေ့ခဲ့ရပြီပါ ထူ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 အဖြေတွေရှာစရာမလိုတော့အောင်ကိုပေါ်ပေါ်ထင်ထင်ကြီးရက်တည်လာခဲ့ကြပါတယ်။ကင်ပီနေမှာဒီနေ့ငင်းညာရေးဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးပွဲလုပ်သွားကြပါတယ်။အဲဒီဆွေးနွေးပွဲမှာ BGF ဥပဆောင်ပြီးတော့ DKBA နဲ့ PC အဖွဲ့၃ဖွဲ့လုပ်သွားပါတယ်။အဲဒီအဖွဲ့၃ဖွဲ့လုံးကကရင်ပြည်ပါ။လက်ရှိမင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲလုပ်မှာကိုလည်းပဲကျင်းပဖို့အတွက်ခွင့်ပြုထားတယ်ခွင့်ပြုလေဆိုတာကဒါထောက်ခံတာပါပဲစင်ကောင်းဖြစ်ရပါတယ် KN U ကိုပြန်ပြီးတော့သူတို့တွေအာခံနေပါပြီသူတို့အင်အားကြီးသွားပြီကိုသူတို့မှာပဆန့်တွေရှိနေပြီကိုသူတို့မှာအာနာတွေရှိနေပြီလို့သူတို့ကယူဆနေကြတယ် သူတို့မှာပတ်စံလုံအင်တန်ချမ်းသာကြွေဝနေကြပြီဂင်ကောင်းဆုံးတယောက်ကိုဖတ်သိန်းခွဲလောက်လာစားပေးနိုင်တဲ့အခြေအနေတခုလည်းသူတို့တွေဖန်တီးချကြပြီတကွာလုံးကပြည်သူအကုန်လုံးကိုလိန်နိုင်တဲ့ကြားဖြန့်ကိုလည်းပဲလက်ခံထားတော့အလုံးအင်တန်ချမ်းသာကြွေဝကြပြီ ုတ်ပြီဒါပေမဲ့ကျွန်တော်တို့ပြီးတော်လန်တော်မိမပြီးသူတွေ ਨੇ ကျွန်တော်တို့အားလုံးကအတူတူရှိနေဖို့ပဲလိုတာပါဒီကနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာတွေကျွန်တော်တို့ဘယ်သူ့ကိုမှညှော်လင့်လို့မရဘူးကျွန်တော်အားလုံးပဲကျွန်တော်တို့တူတူလက်တွဲပြီးတော့တိုက်ပွဲဝင်ရမှာဖြစ်တယ်ကျွန်တော်တို့အားလုံးပို့ပြီးတော့စီအောင်ကြပါကျွန်တော်အားလုံးအရင်ထပ်ပို့ပြီးတော့လေစာချစ်ခင်ကြပါ ားတယ်လို့တင်ပြခြင်း ਨੇ ဒီနေ့ view ကိုဆုံးသတ်ပြစေမင်္ဂလာတဲ့ video ကိုဒီတက်ပို့ကောင်းကျွန်တော်ကြိုးစားပေးပါမယ်နန်နဘေးစီဘေးကပီချောင်းနေတဲ့ကျွန်တော်နိုင်ငံအတွင်းမှာရှိတဲ့မိသားစုဦးချင်းစီတိုင်းပြည်နဲ့ကင်းရှင်းပါတဲ့ကြောင့်လေးနဲ့စတောင်းရှင်းနေကျွန်တော်ရေဝရှင်းလေးပါဗျာ